မြင်လာပါရှင်ကျမတီကပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့မုလိမတာသူတေသည်အွန်လိုင်းကတော့ကချင်ပြည်နယ်မှာအခုလာမဲ့တပတ်အတွင်းမိုးများနိုင်ကြောင်းဖော်ပြလာခဲ့ပါတယ်အသေးစိတ်ကြိုတင်ခမ်းမ်းချက်တွေကိုကြည့်မြင်အခါမှာတော့မလိခမြေထပ်ပိုင်းတက်ဆောင်ဆွန်ပရပွန်နဲ့တနိုင်းထပ်ဘက်ကတောင်ပေါ်မှာမိုးများနိုင်တဲ့အကြောင်းလာမဲ့ဧပြီလ23ရက်နေ့မှာ24နာရီအတွင်းမိုးရေချိန်နှစ်လက်မှကွဲကျော်ရွာသွန်းနိုင်ကြောင်းတွေ့ရတာကြောင့်မြေကြီးနားနယ်မြေအောက်ဘက်ဗမော်ကတာဒေသတွေထိမြေရင်တက်လာနိုင်တယ်လို့ စိုးရိမ်ရင်မှတ်ထိတော့ရောက်လာအောင်မှမဟုတ်ကြောင်းတွေ့ရတယ်လို့ဆိုပါရယ် Google Frohat မှာလည်းပဲ Sunbra 1အထက်ဘက်မှာမိုးများပြီးတော့မလိခမြစ်ရေတက်လာနိုင်တဲ့အကြောင်းစိုးရိမ်ရတဲ့ရေအမှတ်ထိတော့ရောက်လာနိုင်အောင်မှမဟုတ်ကြောင်းတွေ့ရပါရယ်မိုးများတဲ့အတွေ့အဲ့ဒီ data အတွေ့မြစ်ရေအစီကျန်းနိုင်မှာကိုတော့ data ကန်တွေသတိပြုကြဖို့အသိပေးဖော်ပြလာခဲ့တာဖြစ်ပါရယ် ။ဒါအပြင်လာမယ့်တစ်ပတ်အတွင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတို့ချို့မှာမိုးအထင်းထင်းကနေမိုးများနိုင်ကြောင်းဖော်ပြလာခဲ့ပါရယ်။မိုးရေချိန်20မီလီမီတာနဲ့အထက်မိုးရွာပြီးတော့မိုးအထင်းထင်းကနေမိုးများနိုင်ပေဒေသကတော့ကချင်ပြည်နယ်မှာခန်းနီးနယ်တနိုင်ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ကွက်ခိုင်မြို့တွေဖြစ်ကြပါရယ်။ဗန်နေတွေမှာမိုးရွာအသွင်ချင်းမြင့်တက်ပြီးတော့မိုးများနိုင်မယ်။မိုးရွာနိုင်ချိန်ရာခိုင်နှုန်းဘယ်လောက်ရှိနိုင်မယ်ဆိုတာကတော့ပုံနဲ့တကွာဖော်ပြလာခဲ့တာဖြစ်ပါရယ်။ ဒါပြင်ဧပြီလ19ရက်ကနေ25ရက်တည်းခုနှစ်ရက်တာကာလအတွင်းမှာမြန်မာနိုင်ငံမိုးလေဝသအခြေအနေတွေကြိုတင်ခန့်မှန်းတဲ့အကြောင်းဖော်ပြပေးပါမယ်။ Meteo Blues ညာ Global Model Focus အရာဧပြီလ19ရက်မနက်2နာရီ15မိနစ်ချိန်မှာအခုလိုထုတ်ပြန်ခဲ့ပါတယ်။ကချင်ပြည်နယ် Skytime အထက်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာမိုးတင်းတင်းကနေမိုးများနိုင်ပြီးတော့မကွေးတိုင်းမြောက်ပိုင်းဒေသတချို့နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတချို့တွေမှာမိုးနှင်းငယ်ရွာသွန်းပါမယ်။ မကွေးတိုင်းမန္တလေးတိုင်းနဲ့နေပြည်တော်ကောင်စီဒေသတချို့မှာတော့အနောက်ဘက်ကလေပြင်းဟာတနအီကို -30 ကတိုက်ခတ်နိုင်ပြီးတော့ AR မြို့ဝကျွန်းပေါ်ဒေသပဲခူးတိုင်းအနောက်ပိုင်းနဲ့ရန်ကုန်တိုင်းတောင်ပိုင်းကံယူတန်းအနီးကဒေသတချို့မှာလည်းအနောက်ဘက်နဲ့အနောက်တောင်ဘက်ကလေပြင်းဟာတနအီကို15မိုင်ကနေ -30 ကတိုက်ခတ်နိုင်တယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံအလဲပိုင်းမကွေးတိုင်းစကိုင်းတိုင်းနဲ့မန္တလေးတိုင်းဒေသတွေမှာတော့နေ့ပူချိန်နဲ့ဟာ40ဒီဂရီကတည်းမြင့်တက်ပါမယ်။ခဲန်တော်ရောင်ကြီးအညွန်ကိန်း UV index တွေကတော့ AR တိုင်းရန်ကုန်တိုင်းဒေသတွေတိုင်းမွန်ပြည်နယ်၊ကရင်ပြည်နယ်၊ကယားပြည်နယ် မ်းပြည်နယ်တောင်ပိုင်းဒေသတွေမှာမနက်7:00နာရီကနေနေ့လယ်2:00နာရီကထိမြင့်တက်နေနိုင်ပါတယ်။ပင်လယ်ပြင်မှာနောက်လာမယ့်9ရက်အတွက်ထူးခြားမှုတွေသာအခြေအနေတွေမရှိဘူးလို့လဲဆိုပါရစေ။ ဆက်လက်ပြီးတော့လည်းအချိန်ကာမို့မွေးရနိုင်မဲ့သတိပေးချက်အမှတ်စဉ်20တင်မြင်းဆောင်2025ကိုထုတ်ပြန်ပေးပါမယ်။2025ခုနှစ်ဧပြီလ18ရက်နေ့မြန်မာစံတော်ချိန်6နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ9နာရီခွဲချိန်တိုင်းထွားချက်တည်းအရနောက်ဘက်ကရွှေရှားလာတဲ့လေဝေလိုင်းတွေရဲ့အရှင်ကြောင်း၎င်းအရှိဘက်ကရွှေရှားလာတဲ့လေဝေလိုင်းတွေရဲ့အရှင်ကြောင်း၎င်းအပူပြတ်တဲ့တိမ်တွေဖြစ်ထွန်းမှုအားကောင်းတာကြောင့်ပဲ၎င်းဒီနေ့ညနေကနေ20ရက်လေးလ2025ရက်နေ့အတွင်းနေပြီးတော့မန္တလေးဒေသကြီးပဲခူးဒေသကြီးမကွေးဒေသကြီးစကိုင်းဒေသကြီးအောက်ပိုင်းရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာ ာနေရာကွက်ကြားကနေနေရာကျကျနဲ့ရောက်တိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်း AI တိုင်းဒေသကြီးတင်းနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာဆိတ်ဆဲကနေနေရာအနှံ့ပြမုန်တဲ့ကြုံရွာတော့ကတချို့ဒေသတွေမှာနေရာကွက်ပြီးမူကြည့်ပါမယ်။အကြံပြုချက်အနေနဲ့ကတော့ပြည်သူတွေအနေနဲ့အချိန်ကာမှမိုးရွာသွန်းတာတွေနဲ့အတူတူလေပြင်းတွေတိုက်ခတ်တာမုန်တဲ့ကြုံတာမိုးကြိုးပြစ်တာလျှက်စီးလက်တာမိုးသီးကျွေတာနဲ့မြေပြိုတာစတဲ့မလို့တာဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုလာတာဖြစ်ပါတယ်။ ဒါအပြင်2025ခုနှစ်ဧပြီလ19ရက်နေ့မြန်မာစံတော်ချိန်မနက်9:50မိနစ်ချိန်ကမှာတော့မန်လေးတိုင်းဝမ်လွေမြို့အနီးမြောက်အနက်10ကီလိုမီတာကိုပဟိုပြုပြီးတော့မီတာစကေး၄.၂အဆင့်နဲ့အင်အားတင်းတင်းရှိတဲ့မြေနဲ့တခုထပ်မံလှုပ်ခတ်သွားပါတယ်။သခိုင်းငလင်ကြီးရဲ့နောက်ဆက်တွဲငလင်ငယ်တွေသခိုင်းငလင်ကြီးရဲ့နောက်ဆက်တွဲငလင်ငယ်တွေဆက်လက်လှုပ်ရှားနိုင်တဲ့အတွက်လည်းငလင်ပေးဆောင်ရန်ရှောင်ရန်တတိပူရနဲ့အညီနေထိုင်ကြဖို့ထပ်မံအသိပေးလာခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့မန္တလေးကရင်ကြီးနောက်ဆက်တွဲပြင်မြေလေပေါင်း148ကျိန်လှုပ်ခတ်ခဲ့ပြီးတော့တင်းဆုံးသူ3900ကျော်ရှိတဲ့အကြောင်းဖော်ပြပေးပါမယ်။ပြီးခဲ့တဲ့မတ်လ28ရက်မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းထန်တဲ့မန္တလေးငယ်လေးလှုပ်ခတ်ပြီးတဲ့နောက်အေပယ်16ရက်မနက်ပိုင်းတွင်နောက်ဆက်တွဲမြေလေပေါင်း148ကျိန်လှုပ်ခတ်ခဲ့ပြီးဖြစ်တဲ့ကြောင့်မလို့အသားနဲ့စလားပြတာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပြီးတော့တင်းဆုံးသူက3900ကျော်ရှိပြီဖြစ်တယ်လို့အမျိုးသားပါဝါဘီအန်နဲ့ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရဲ့ထုတ်ပြန်ချက်အရသိရပါရတယ်။အဆိုပါအင်အားပြင်းခဲ့တဲ့ကြောင့်အေပယ်16ရက်နေ့မနက်9:00နာရီတွင်တင်းဆုံးသူဦးရီ 3926ဦးရှိကဒဏ်ရာရရှိသူ9105ဦးနဲ့ပျောက်ဆုံးသူ129ဦးရှိဆဲဖြစ်တဲ့ကြောင်းသတင်းထုတ်ပြန်ချက်တွေရသိရပါတယ်။ဒါအတူထိခိုက်ပျက်စီးမှုတွေအနေနဲ့လည်းနေအစားအုံ6596လုံး၊စားသင်ကျောင်2514ကျောင်း၊ဘုန်းတော်ကြီးကျောင်းတွေနဲ့သီလရှင်ကျောင်4318ကျောင်း၊ဖျားစီတွေ6028စု၊ဈေးရုံစီကံ350ခု၊ရထားလမ်း38ခု၊လမ်း269ခု၊အမြန်လမ်းပိုင်း203ခု၊စစ်တမန်986ခုနဲ့တရားအစဉ်190လို့ထိခိုက်ပျက်စီးသွား ွားတယ်လို့သိရပါတယ်။မြန်မာနိုင်ငံမိသက်တက်ဖွဲ့နဲ့ပြည်တွင်းပြည်ပကရှာဖွေခဲ့တဲ့အဖွဲ့တွေကတော့ဒီနေ့ချိန်ထိအသက်ရှင်သူ653ကိုရှာဖွေခဲ့စင်နိုင်ခဲ့ပြီးတော့သေဆုံးသူ954ကိုရှာဖွေပေးနိုင်ခဲ့တယ်လို့ပြည်ပနိုင်ငံပေါင်း16နိုင်ငံကရှာဖွေခဲ့တဲ့အဖွဲ့ကလည်းအသက်ရှင်သူရှုံနဲ့သေဆုံးသူ203ကိုရှာဖွေခဲ့စေပေးနိုင်ခဲ့တယ်လို့သိရပါတယ်။ပြည်ပနိုင်ငံကအစိုးရအကြီးအကဲတွေနဲ့လူပေါင်း55ဦးကလည်းဝန်ထမ်းချောင်းတွင်လာပေးပို့ခဲ့ပြီးတော့ငလျင်တန်တဲ့ပြည်သူတွေကိုပြည်ရင်းစေတနာရှင်ကထောက်ပံ့လှူဒါန်းမှုတွေလည်းရှိတယ်လို့ပြည်ပနိုင်ငံကအဖွဲ့အစည်းတွေနဲ့ စေရနာရှင်အဖွဲ့ကလည်းအလှူငွေနဲ့အလှူပစ္စည်းတွေပေးရတဲ့ရှိရမှာအေဘလ၁၈ရက်နေ့မနက်9:00နာရီတိနိုင်ငံပေါင်း25နိုင်ငံနဲ့ဟောင်ကောင်ကလေယာဉ်136စီး၊သင်္ဘော6စီးမော်တော်ယာဉ်23စီးတို့မြန်မာနိုင်ငံကိုရောက်ရှိခဲ့ပြီးတော့ကယ်ဆယ်ရေးစေဝင်နှံ1995ခုထောက်ပံ့ရေးပစ္စည်း2332တသမ6ရက်တန်နဲ့ကယ်ဆယ်ရေးပစ္စည်း1180တသမ5ကိုတန် စုပေါင်းတန်ချိန်3503.5ခွန်တန်လို့ရရှိကအရေးပေါ်ကယ်ဆယ်ရေးနဲ့ကုသရေးလုပ်ငန်းတွေကိုဆောင်ရွက်ပေးခဲ့တဲ့တော့ပြည်တွင်းပြည်ပအလှူရှင်တွေရဲ့ထောက်ပံ့ရေးပစ္စည်းတွေကိုလည်းငရင်တန်အသည့်ပြည်သူတွေလက်ဝဲရောက်အမြန်ဆုံးခွဲဝေထောက်ပံ့လျက်ရှိကြောင်းအမျိုးသားပါဝါဝီအန်ရဲဆိုင်ရာစီမံခန့်ခွဲရေးကော်မတီကထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးတော့လည်းရန်ကုန်ဟင်းထရာလမ်းမှာရင်တိုက်မှု2ကြိမ်ဖြစ်ပြီးတော့လူ21ယောက်ဒဏ်ရာရတဲ့အကြောင်းဖော်ပြပေးပါမယ်။ ERA တိုင်းရန်ကုန်ဟင်းထရာလမ်းဇလုံမြို့အနီးမှာဟင်းတာညီနောင်ကိတဲ့တဲ့မှန်လောင်ကနဲ့ဖုန်ကတိုက်မိပြီးရင်မောင်းပါဝင်9ယောက် ောက်ထိခိုက်ဒဏ်ရာရသွားတယ်လို့မြေပြင်ကယ်ဆယ်မာရီစီကတီးရပါဗျာ ဖြစ်စဉ်ကတော့ဧပြီလ19ရက်ဒီနေ့နေ့လယ်12နာရီလောက်မှာဟင်္ဒရာကနေရန်ကုန်ကိုမောင်းနေလာတဲ့ကိသက်တင်ကောင်ကိုဖောခါကဝန်တိုက်တာကြောင့်ရင်တိုက်မှုကြောင့်ကောင်းဝပါသူတွေကအမျိုးသမီး9ယောက်နဲ့အမျိုးသမီး4ယောက်ထိခိုက်ဒဏ်ရာရရှိတာဖြစ်တယ်လို့သိရပါတယ်။ဒဏ်ရာရတဲ့အထက်မှာရင်မောင်းကားသမားက6ယောက်ကျူတယ်ဒဏ်ရာပြင်းတယ်။ကြံတဲ့ဒဏ်ရာရတဲ့သူတွေကခေါင်းပေါက်ပညာဖြစ်ကြတယ်။ဖောခါကလမ်းကြားကနေထွက်လာပြီးကိသက်တင်ကောင်ကိုတိုက်လိုက်တာမနေ့ကလည်းအဲ့ဒီလမ်းမှာနေကိသက်တင်ကောင်အတိုက်ခံရလို့ဒဏ်ရာရသူများတယ်လို့မြေပြင်ကူညီရေးအဖွဲ့ကဆိုပါတယ်။ ရင်တိုင်းမှုထိခိုက်ဒဏ်ရာရတဲ့သူတွေတဲကဒဏ်ရာပြင်းတဲ့ရင်မာမျိုးသားကိုတော့ဟင်္ဒရာစင်ကိုပို့ဆောင်ထားပြီးတော့ကျန်တဲ့ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကိုတော့ဇလွန်စင်ကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။မနေ့ကအေပယ်၁၈ရက်ကလည်းဇလွန်မျိုးမှာ Cherry ခရီးသည်တင်ရင်တွေ့ကြတဲ့အင်းစည်းက၃စီစင်တိုင်းမှုဖြစ်ပေါ်ခဲ့ပြီးတော့အမျိုးသမီး9ယောက်နဲ့အမျိုးသား9ယောက်ထိခိုက်ဒဏ်ရာရပြီးတော့စေကူသားမှုခံယူနေရတယ်လို့သိရပါတယ်။ဆက်လက်ပြီးတော့ငလျင်တဲ့နေပြီးတော့ဝန်ထမ်းအင်အားတစ်ထပ်နှစ်ထပ်ဆောင်ကလွဲပြီး အစအုံနေလူနေထိုင်မှုမတင်ဘူးဆိုတဲ့အကြောင်းဖော်ပြပေးပါမယ်။နေပြည်တော်မှာငလင်ကြောက်ထိခိုက်ပျက်စီးသွားတဲ့ဝန်ထမ်းအရာတွေကိုစစ်ဆေးရမှာတစ်ထက်နဲ့နှစ်ထက်ဆောင်တွေကလွဲလို့ကြံတဲ့အဆောင်အာရုံတွေပါလူနေလို့မသင့်ပျက်စီးသွားတယ်လို့ကွင်းစင်းစစ်ဆေးမှတ်တမ်းတွေရသိရပါတယ်။နေပြည်တော်ပညာသိမ့်တိရက်ကွက်မှာရှိတဲ့ဝန်ထမ်းအရာမှာတော့တိုက်ချောင်းလုံးကအလက်စားပြုပြင်လို့ရပြီးကြံတဲ့အလုံး150ကလူနေထိုင်ဖို့မသင့်ဘူးလို့ဆိုပါတယ်။ဝနာတိတ်တိတ်ရက်ကဝန်ထမ်းအရာမှာလည်းပဲတိုက်ဆက်လေးလုံးကလွဲပြီးတော့ကြံတဲ့တိုက်တွေဟာအလက်စားပြုပြင် လိုအပ်တဲ့အဆင့်နဲ့လူနေဖို့မတင်ဘူးလို့သတ်မှတ်ထားတာတွေ့ရပါတယ်။ဒီထဲမှာကာကွယ်ရေးဌာနဝန်ထမ်းတွေနေထိုင်တဲ့အင်ယာကိုတော့မှတ်ချက်တစုံတရာပေးထားတာမတွေ့ရပါဘူး။နေပြည်တော်မှတာဝန်ကြားခဲ့တဲ့စီရအရာရှိတယောက်ကတော့နေပြည်တော်အင်ယာတွေကို QC ပတ်ပေးခဲ့တာစစ်အင်ဂျင်နီယာလို့ပဲသိထားတယ်လို့ဆိုပါတယ်။ညာနာတိတ်တိရက်ကွက်မှာတော့တိုက်25လုံးပြုကြပျက်စီးပြီးတော့ကျန်တဲ့120ကျော်ကလည်းနေဖို့မတင်တာနဲ့တော်တော်များများကိုလည်းပြန်လည်ပြင်ဆင်ဖို့လိုအပ်တယ်လို့ဖော်ပြထားပါတယ်။လွှတ်တော်နဲ့ပြည်တော်စုအစိုးရအဖွဲ့ဝင်ဝန်ထမ်းအင်ယာတွေရှိတဲ့မင်္ဂလာတိတ်တိရက်ကွက်မှာတော့လက်လောလူနေထိုင်လို့ရတာလုံးဝ ဝမတွေ့ရသေးပါဘူး။ဒုဝန်ကြီးအင်ရတွေမှာတော့အင်ကားလုံးကလွယ်လို့ကြံတဲ့အင်တွေကနေထိုင်လို့ရတဲ့အကြောင်းမှတ်ချက်ပြုထားတယ်လို့လူမျိုးအပြုဆောင်တွေကတော့လူနေထိုင်ဖို့မသင့်တဲ့တိုက်တယ်လို့အလက်စားပြုပြင်ဖို့လိုတာနှလုံးရှိတယ်လို့သိရပါဗျ။